တခါတော့ကရသော်ပြားနဲ့ပြပိုက်တွေဆွေးနွေးကြတဲ့အခါမှာနိခန္ဓာတွေတက္ကရုံနေနဲ့ဆွေးနွေးကြတယ်ပြောခြင်းဆိုရင်းကနေပြီးတော့နိခန္ဓာတူကလွတ်ခနဲ့သူကပြောလိုက်တယ်လောကမှာတဲ့မင်းစည်းစိမ်ခံစားနေရတဲ့ပေမိတာရမင်းကြီးက အရှင်ဂေါရမတဲ့ပူပြီးချမ်းသာတယ်လို့ဘယင်းစည်စိမ်ခံစားလို့ရှင်ဂေါရမတဲ့ပူချမ်းသာတယ်ဆိုတော့ကဲအဲ့ဒီချက်ကိုမြတ်စွာဘုရားကပေးမယ်သူဘေဘိတရမင်းကြီးကပူချမ်းသာတယ်ဆိုလို့ရှိရင်နဲ့ကြည့်ရအောင်ဘေဘိတရမင်းကြီးကမလှုပ်မရှက်တဏှာထိုင်နိုင်လားတဲ့ ဘေဝိတာရမင်းကြီးကမလုံမရှက်တပတ်လောက်ထိုင်နိုင်မလားတဲ့เนาะမြတ်စွာဘုရားမေးမထိုင်နိုင်အဲ့တော့မထိုင်နိုင်တာဟာချမ်းသာလို့လားဆင်းရဲလို့လားဆင်းရဲလို့မထိုင်နိုင်တာလေမြတ်စွာဘုရားပြောတယ်ငါကတပတ်တိတိမလုံမရှက်ထိုင်နိုင်တယ်ငါရဲ့စိတ်ဟာနိဗ္ဗာန်အာယုန်တစ်ခုတည်းကို ဖလားသမဘဝင်စားပြီးတော့ဝိမု ക്തി ဒုက္ခကိုခံစားနေရင်ငါလုံးဝမလှုပ်ဖဲနဲ့နေနိုင်ပြိသာရမင်းကြီးရောအဲ့လိုနေနိုင်ရလားလို့ဆိုတော့မနေနိုင်မနေနိုင်ဘူးဆိုရင်ဘယ်သူကပူချမ်းသာမလဲဆိုရသပြမေးခွန်းထုတ်တယ်ဟောချမ်းသာတယ်ဆိုတဲ့နေရာမှာလူတွေရဲ့အမြင်ကတမျိုးရသပြကရှင်းပြတာ အတိုင်းအတာဘလောက်ထီအောင်ကြာရှည်စွာချမ်းသာဒုက္ခကိုခံစားနိုင်တယ်လေကာမဂုဏ်ချမ်းသာတွေကိုခံစားတာအလွန်တူတောင်းတယ်အချိန်ပိုင်းလေးနဲ့ကာမဂုဏ်ချမ်းသာခံစားတာညင်းငွေ့သွားတယ်နော်ညင်းငွေ့သွားတယ်ဘာပဲဖြစ်ဖြစ်လောကမှာညင်းငွေ့သွားတရားဓမ္မကြားတဲ့အခါကျတော့တရားသိသွားလို့တရားရှိတဲ့ပုဂ္ဂိုလ်တွေမှကြတော့ တရားအာယုနဲ့နေလိုက်ရင်ညင်းွင့်သွားတယ်လို့မရှိဘူးစိတ်ထဲမှာတရားနဲ့တွေ့လို့ရှိရင်ဓမ္မပိဋိဒုက္ခံသေတိလို့ဆိုတာဓမ္မပိဋိနဲ့သုံးမုံယာတိဟုသော အမြတ်ရည်စင်ကိုတောက်သုံးလိုက်ရတဲ့ပုဂ္ဂိုလ်ဟာချမ်းသာတယ်တရားဓမ္မကိုနှစ်နှစ်ခြားခြားနေရတဲ့ပုဂ္ဂိုလ်ချမ်းသာဘာကြောင့်ချမ်းသာတာရောလို့ဆိုချမ်းသာမှုကဘလို့ကွာသွားတာရောဆို ကာမဂုဏ်အာယုန်နဲ့ခံစားမှုကဇောစိတ်တန်းနေတဲ့အချိန်လေးလောက်ပဲသူကကာမဂုဏ်အာယုန်ထဲမှာချိန်နှက်တယ်လို့ရှိတယ်။ပြီးလို့ရှင်လူရဲ့ခန္ဓာကိုယ်ရဲ့ဟိုချမ်းသာဒုက္ခတွေဟာကြာဆုံးပြီးပျောက်ကွယ်သွားတာဖြစ်တယ်။ခဏလေးပဲချမ်းသာဒုက္ခကာမဂုဏ်အာယုန်ကထွက်တဲ့ စံချမ်းသာကိုခံစားမယ်ဆိုလို့ရှိရင်ဘယ်နှနာကြီးခံစားခါလာဘယ်နှနာကြီးဇန်တရားနဲ့ဇန်ရှုမှတ်ပွားနေနေလူဟာမလုံမရှားပဲနဲ့ငြိမ်သက်အေးချမ်းစွာနေထလာတော့လေလမ်းဆန်းတို့ဆိုလို့ဒီပေါ့နော်ကာမဂုဏ်အယုံခံစားလို့ဝမ်းတာတယ်လို့ဆိုမဲ့ထလာတဲ့အခါကျတော့ဒီ လမ်းဆန်းမှုတွေမရှိတော့အကုန်လုံးအဲ့ဒါလို့ကွဲပြားခြားနားမှုတွေကအများကြီးရှိတယ်ဒါကြောင့်မို့တကယ်တရားနဲ့တရားဓမ္မရဲ့အရာတာကိုခံစားရတဲ့ပုဂ္ဂိုလ်ကကာမတုခ္ခကိုဒုက္ခလို့မသတ်မှတ်ဘူးတကယ်ကိုဓမ္မတုခ္ခကိုသာလဲဒုက္ခလို့သတ်မှတ်တာဖြစ်တယ်ဘုံအလွန်တူတောင်းတယ် အချိန်ပိုင်းလေးအတွင်းမှာဆုံးရှုံးသွားတယ်ချမ်းသာဒုက္ခဒီလိုဆုလို့တယ်ပေါ့နော်ညီးငွေ့သွားတယ်စိတ်ပြတ်သွားတယ်ကိုချမ်းသာတယ်လို့ထင်တဲ့အရာသည်ညီးငွေ့စိတ်ပြတ်သွားတာပဲကြိုက်လပါတယ်ဆိုတဲ့အစာအာဟာရစားကြည့်လေဝါးဤသွားတဲ့ဟိုဘက်နောက်မှာစားကြက်သိကုံသွားပြီလေဘယ်အရာပဲဖြစ်ဖြစ်နေ့စဉ်ရက်ထက်ဆိုရင်ကြည့်တော့မကြည့်ချင်ဖြစ်တော့ အဲ့လိုပဲကာမဂုဏ်အာယုဆိုတာညီးငွေ့စေတတ်တဲ့အရာတွေပဲဖြစ်တယ်။ဇန်တရားတွေကြတော့အဲ့လိုညီးငွေ့တာမရှိဘူး။တရားဓမ္မနဲ့ပတ်သက်ပြီးညီးငွေ့သွားတာမရှိဘူး။ဒါကြောင့်မို့တရားဓမ္မအတိနဲ့ပို့ပြီးတော့ချမ်းသာတယ်လို့သူတို့ဆိုတယ်။အဲ့တော့မြတ်စွာဘုရားကချမ်းသာအစ်စ်နဲ့ချမ်းသာအတုရှင်းရှင်းချမ်းသာနဲ့ရေတူချမ်းသာတက္ကနာချမ်းသာတာနဲ့ထာဝရချမ်းသာ အဲ့ဒါနှစ်ခုတံပိုးတိထားတာဖြစ်တယ်။အနှစ်သာရလို့ဆိုတာဟာကြာရှိလဲခံရမယ်။ခိုင်မာမှုလည်းရှိတယ်